မင်္ဂလာပါဒီနေ့ကမ်ဘောဒီးယားနဲ့ထိုင်းလန်ဘော်ဒါတဲ့ dispute depends သူတို့လည်းအငင်းပွားမှုတွေရဲ့ depends နဲ့ဆိုင်လာတယ်တဲ့အဲ့တော့လည်းဘော်ဒါတွေပိတ်ပစ်မယ်အထိအကွန်ပစ္စည်းတွေကန့်တက်မယ်ကန့်တက်မယ်ဒီလိုတွေဖြစ်လာကြတယ် tension rise tension ပြင်းထန်မှုတွေမြင့်လာတယ်ကမ်ဘောဒီးယားအနေနဲ့သူ threatens ထင်အချင်းချောက်တယ်ပေါ့နော် border closures border ပိတ်ပစ်မှုတွေ and trade restrictions ဆိုတော့ အဲကွန်ပစီကန့်တမှုတွေလုပ်မယ်ပေါ့ဒါကမ္ဘောဒီးယားပြောတာဗျအဲ့ထဲမှာကအဓိကက body bands လောက်တာလဲဆိုရင်တော့ impulse or thai fruit thai တည်တည်တွေပြီးတော့ vegetables တွေနော်အလားတူအဓိကလုပ်မှာပေါ့အာဒီလိုနဲ့သူနှစ်ယောက်ကဖုံးပြောပြစ်တယ်ပေါ့နော်ဖုံးပြောပြစ်တယ်အဲအဲ့ချိန်မှာဖုံးက leak ဖြစ်သွားတယ်ပေါ့ဘယ်လိုပေါက်ကြသွားတယ်တော့မသိဘူးပေါ့နော်ဘာတွေပြောလဲ don't listen to others တဲ့ uh who are on the opposite side ဒါဆိုရင် opposite side မှာရှိတယ်တဲ့လူတွေကိုနားမထောင်နဲ့တဲ့ opposite side ဆိုတာဘာလဲပေါ့နော် because if you listen to them and not how means in like the commander of thailand's like the ဆိုတော့ commander of thailand second army area တဲ့ second army ဒုတိယအခြေခံတပ်မှုလို့ဒီလိုဟာမျိုးဆို like လို့ပြီးရကြတော့ တက်မူကသူတို့ရဲ့ opposite size မှာရှိနေတယ်သူစကားကို နားမထောင်နေဆိုတော့ဒီစကားကသူ့အမအတွက်ကိုဘလောက်ကိုအရေးကြီးသွားလဲဆိုလို့ရှင်တဲ့ဆက်ပြောပါမယ် he is with the other side တခြားဘက်မှာရှိနေတယ်တခြားဘက်မှာရှိနေတယ်ဆိုတာဘာလဲဆိုတော့ when you listen to them သူတို့ပြောတာနားထောင်မယ်ဆိုရင် it will upset you တဲ့စိတ်နှောက်ရှက်ပြလိမ့်မယ် which is that which is what we wanted which is what we wanted ငါတို့လိုချင်တာအဲ့ဒါမဟုတ်ဘူးဆိုတဲ့ဟာပြောတာ ဒီတော့တဲ့သူမအနေနဲ့တရင်စာရှင်းလင်းပွဲလုပ်ရပါတယ်ဒါလည်းသူကအကျိုးအကြောင်းကို ပြောတဲ့အခါမှာ it just a strategy used in negotiations ပေါ့နော်ဆွေးနွေးမှုတွေမှာတဲ့ a strategy which is used ပေါ့အဲ့ဒါလေးဖျောက်တာပေါ့ which is ကိုဖျောက်တာသုံးပြတဲ့ strategy ပါပဲတဲ့ဒါနဲ့ပဲမပြီးသေးပါဘူးလုံးနဲ့ကမ္ဘောဒီးယားက သူ့ရဲ့ဒီနေချာကိုပိတ်မယ် ပိတ်တဲ့ခါမှာတတိဝလန်နေစသည်ဖြင့်မပို့လို့မရဘူးကွန်ပျူတာကြီးကန့်တတ်မယ်ဆိုတော့ကအခုနတော့ဖုန်းပြောဆိုမှုတွေဖြစ်လာတယ်ဒါနိုင်ငံရေးဖြည့်ရှင်းတယ်လို့လည်းယူဆလို့ရရင်ယူဆပါတို့တညာလည်းပဲပြီးခဲ့တဲ့3လကတဲ့ဒီတရင်ရဆိုလို့ဆိုရင်သူမကကံကောင်းထောက်မှလို့ယုံကြည်မရှိအဆိုကိုအောင်မြင်ခဲ့တယ်ပေါ့ survive no confidence boat ဆိုတော့အယုံကြည် no confidence ယုံကြည်မှုမရှိတဲ့ boat ကိုသူမကလွတ်မြောက်ခဲ့တယ်ထပ်မံပြီးတော့ ဲ့တော့ဒါကြောင့်လည်းပဲသူမကဘီင်းတက်စတာဆိုတာထပ်မံပြီးတော့ again ရင်ဆိုင်ရအောင်ပါပဲယုံကြည်မှုရှိမရှိဆိုတဲ့မဲကိုအဲထည့်ပြီးတော့ public နဲ့ဒီသူရဲ့တက်မတော်ကြားတွေမှာထည့်ပြီးတော့သူမအဆုံးဖြတ်ခံရအောင်မှာဖြစ်တယ်ပေါ့တစ်နှစ်ထဲမှာနှစ်ကြိမ်ဖြစ်သွားတာပေါ့